ိုးရှိရှိတုန်းကတရုတ်ပြည်ရဲ့ဝေးလံခေါင်းပါနေရာတစ်ခုမှာရေပေါ်တန်ခါရွာလေးတရွာရှိပါတယ်။ဒီနေ့အဲ့ဒီရွာမှာတမိငယ်လေးတယောက်ကရေကန်ကန်းသန်းနာမှာစော်ကစားနေပြီးသူ့ဘေးကလည်းပင်ရထဲငါးဖန်သွားဖို့ပြင်ဆင်နေပါတယ်။တမိလေးကသူ့အဖေခီးသွားတော့မယ်ဆိုပြီးစမကောင်းဖြစ်နေတာကိုမြင်တော့အဖေဖြစ်သူကရေထဲဆင်းပြီးပျော်ပျော်ပါပါစော်ကစားပြလိုက်တာမို့ကလေးမလေးရဲ့မျက်ရည်တွေဟာပြန်လည်ပြီးအပြုံးတွေဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ဒါပေမဲ့ရုတ်တရက်ဆိုသလိုအဖေဖြစ်သူကရေကန်ထဲမှာရမ်းကလာပါတော့တယ်။ အဲ့နောက်ရေအောက်ကတုံးတစ်ခုကသူ့ကိုဆွဲခေါ်သွားပါတော့တယ်။ကလေးမလေးကတော့သူ့အဖေအနေတွေ့နေတာကိုမသိချာပဲသူ့အဖေကသူ့ကိုစားနေတဲ့ထင်ပြီးဆက်လက်ရင်မောနေပါတယ်။နောက်ဆုံးမှာတော့အဖေဖြစ်သူကပျောက်ွယ်သွားပြီးရေထဲမှာသွေးရည်သားကျန်ရင်းခဲ့ပါတော့တယ်။ရွာသားတွေကလည်းချက်ချင်းဆိုသလိုပဲနဆိုးဖမ်းမိုးဆိုးတူကိုဖမ်းရလိုက်ကြပါတယ်။နဆိုးဖမ်းမိုးဆိုးကလည်းလှေရစင်းနဲ့ရွက်ဖက်ပူစော်ပြီးဘုံတွေရေကန်နဲ့ပြချလိုက်တာမို့ကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်သွားတဲ့အခါလူတိုင်းကအံ့အသင့်စွာငေးမောကြည့်နေကြပါတယ်။ ဲ့ဒီနောက်မှာတော့အေယာမငလေးကြောက်ကြီးတကောင်ကိုသူတို့ဖမ်းမိခဲ့ကြပြီးနတ်ဆိုးဖမ်းမှုဆိုးရတယ်အဲ့ဒီငါကြီးဟာအစောပိုင်းဟာလူတက်ခဲ့တဲ့နတ်ဆိုးဝင်မှုတဲ့တရောအဖြစ်ကြောင်းရွာသားတွေကိုပြောပြလိုက်ပါတယ်ရွာသားတွေကလည်းဒီလိုတရောအဆိုးကြီးဖမ်းမိလို့အလွန်ပြောလင်ကြပြီးသူ့ကိုလည်းနတ်ဆိုးပန်းကားအဖြစ်ရွာသားကြီးဟာတရောလုံးကိုသာအသက်ပြားလေးကိုပါပူဇော်လိုက်ပါတယ်ဒါပေမဲ့လူအုပ်ထဲကလူတူဦးကတော့ဒီငါကြီးဟာမိစ္ဆာမဟုတ်ပဲတာမန်ငလေးကြောက်တကောင်သာဖြစ်တယ်လို့ပြောလိုက်ပါတယ်။အဲ့လိုပြောလိုက်တဲ့သူကတော့အထန်ဆန်းဆိုသူဖြစ်ပြီး ူကလည်းနတ်ဆိုးဖမ်းမှုဆိုးတူဖြစ်တယ်လို့ရန်တပိုက်တပယ်လေးဖြစ်ပါတယ်။သူကအနာဂတ်မှာအနောက်ရက်ကိုကျန်းစာသွားတဲ့မဲ့ထန်ဆန်းကိုတော်လေးဖြစ်ပါတယ်။ရွာသားတွေငံ့ရန်ထားတဲ့အခြားနတ်ဆိုးဖမ်းမှုဆိုးဟာဒီစကားကိုကြားလိုက်တဲ့အခါမှာတော့ထန်ဆန်းကိုနတ်ဆိုးရဲ့ပူအောင်ကြံစည်သူအဖြစ်စွပ်စွဲလိုက်ပါတယ်။ဒါကြောင့်လေရွာသားတွေဟာထန်ဆန်းကိုတော်တော်ကြီးဝိုင်းဝန်းတိုက်ခိုက်ကနောက်ဆုံးမှာတော့ပြည်ထောင်အနေနဲ့အမြင့်တနေရာကနေကျိုးနဲ့တိုးလိုက်ကအောက်ကိုတွင်လန်းချီထားလိုက်ပါတယ်။ နေပြည်တော်ကိုထင်နေရွာသားတွေကရေကန်ထဲကိုစိတ်ချလက်ချကုန်သင်းကောင်ပျော်ပန်းနေကြပြီးအန်ဒီကိုသတိပြုမိတဲ့အထန်ဆန်းကတော့သူတို့ကိုအန်ဒီရှိနေပြီဖြစ်ကြောင်းအော်ဟစ်သတိပေးနေပါတယ်သူတို့ရဲ့ပြရှင်မှုကလည်းအေယာမ9သရဝါတကောင်ကအမျိုးသမီးတူကိုမျိုးချလိုက်တဲ့အခါမှာတော့ချက်ချင်းဆိုသလိုပြောင်းလဲသွားခဲ့ပါတယ်လူရန်ကမြုပ်ကျင်းနေဖြစ်နေကကမ်းဘက်ပေါ်ကလူတွေလည်းကြီးနေကြုံပဲတိုင်နိုင်ပါတော့တယ် ဘသားတွေကအေးကန်ထဲကနေဂုံးမက်ပေါ်ရောက်ရင်ဘေးကင်းတယ်လို့ယုံကြည်ပြီးဂုံးမက်ရှိရာသည်အပြေးလောပြန်တက်ကြပါတယ်။ရွာကြီးကသူ့ရှာတော်သုံးပြပြီးရွာသားတွေကိုတယောက်ပြီးတယောက်ဆွဲယူလိုက်ခါသူတို့ရဲ့ထင်မြင်ချက်အမှားကြောင့်အလေမြန်ပဲအသက်တွေပြပေးလိုက်ပါတယ်။သဆန်းကပဲသူတို့အားလုံးကိုတိတိနေဖို့ဒီလမ်းပေးတာကြောင့်အကုန်လုံးတိတ်ဆိတ်နေကြပါတယ်။ဒါပေမဲ့အစိုးပိုင်းကကလေးမလေးကသူ့အမေကြီးကိုပြေးသွားတာကြောင့်ငေါမိစာကကြားသွားပါတယ်။ မမိတ်စာကလည်းအဲ့ဒီအခွင့်အရေးကိုအလုံးချကာကလေးမာလီကိုဖမ်းဆွဲပြီးရေထဲကိုဆွဲခေါ်သွားဖို့ကြိုးစားပါတော့တယ်။သားတွေကကလေးမာလီကိုကူညီဖို့ပြီးလာကြပြီးငါမိတ်စာရဲ့ရှာကိုဖျက်လိုက်ကြကာကလေးမာလီကိုတရားအဆွန်မှာဖမ်းဆွဲလိုက်ကြပေမဲ့ငါမိတ်စာကခုန်လက်လာပြီးကလေးမာလီကိုပသက်တဲထည့်လိုက်ပါတယ်။ကင်ဝင်းဖြစ်သူကိုဆုံးရှုံးထားတဲ့မိခင်ဖြစ်သူကသမီးငယ်လေးကိုထပ်မဆုံးရှုံးချင်တော့အောင်သူသမီးလေးကိုကယ်တင်ဖို့အသေးအံကြိုးစားရင်ရေခမ်းထဲကိုဒါလလက်နဲ့ခုံဆင်းလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲထန်ဆန်းကကျိုးတွေကနေလွတ်မြောက်ဖို့သူ့သွားတွေကိုအသုံးပြုပြီးဖျက်နေပါတယ်။ သားသောသမီးသောကြောင့်အမျိုးသမီးကြီးဟာရေထဲကိုအရေးကိုပြီးဆင်းလာခဲ့ပေမဲ့ထိုအမျိုးသမီးကြီးကလည်းလူတယောက်ပဲဖြစ်တာကြောင့်လူတို့ရဲ့သဘောတဘောအတိုင်းရေအောက်ကနေပေါ်လာတဲ့မိသားကြီးကိုမြင်တဲ့အခါမှာတော့ထိတ်လန့်မှုကြောင့်အကျက်သေးသေးသွားခဲ့ပြီးအမှန်တကယ်ပဲတုံ့ဝင်နေပါတယ်။အဲ့ဒီအမျိုးသမီးကြီးကသူ့ရဲ့သမီးကိုပြန်မေးဖို့ငါမိစာစီကိုပြန်တောင်းဝင်မယ်။ငါမိစာကတော့သူ့ကိုပါမျိုးချပြစ်လိုက်ပါတယ်။ငါမိစာကအနီးနားကအိမ်တွေကိုဖျက်ဆီးပြစ်လိုက်တာမို့လူအလုံးကဟန်ချက်ပြက်ပြီးရင်လဲသွားကြပါတယ်။အဲ့ဒီအချိန်မှာပဲမွေးကင်းစားကလေးငယ်တူကသူ့မိစီကနေအေကန်ဘက်ကိုတေသပြပေါ်တစ်ခုကနေရှော့ဆင်းသွားပါတယ် ကံကောင်းစွာနဲ့ပဲထန်ဆန်းဟာကျိုးတွေကနေလွမြောက်ပြီးချင်းဝင်ရှာလို့ဖြစ်နေတဲ့တေသားပြပေါ်ခုံဆင်းလိုက်တာမို့ကလေးငယ်ဟာသူရှိတဲ့ပက်စီကိုရှုံးဆင်းလာပါတယ်။နာမိတ်စာကသူ့စီကိုပြေးဝင်လာတဲ့အချိန်မှာတော့သူဟာကလေးကိုဖမ်းဆုပ်လိုက်ပြီးအချိန်မီခုံထွက်လိုက်နိုင်ပါတယ်။အဲ့ဒီငါမိတ်စာကိုချင်းဝင်ရှာလို့ဖြစ်နေတဲ့တေသားပြပေါ်မှာထောင်ချောက်ဆင်းလိုက်ကအဲ့ဒီငါမိတ်စာရဲ့ကိုယ်လေးချင်းကိုအုံပြုပြီးအန်ဒီကင်းလောက်တဲ့အမြင့်တနေရာစီကိုခုံထွက်လိုက်ပါတယ်။တန်ဆန်းဟာကလေးကိုကျိုးသားကဲတင်ကသူ့အမေစီကိုပြန်ပေးလိုက်ပြီးမြဲအဲ့ဒီအချိန်မှာလူလေးနှဆိုးဖမ်းမှုဆိုးရတော့ကြောက်ရွံ့ကြီးစွာနဲ့ပုန်းနေတာကိုသာတွေ့လဲပါတယ် ဲ့ဒီငါမိစာကိုရေထဲမှာတက်ဖို့မလိုတာကြောင့်ကုံမက်ပေါ်တင်ပြီးတက်ဖို့လိုကြပါတယ်ချင်းဝင်ရှာလိုဖြစ်နေတဲ့တေသာတက်ပေါ်တင်တဲ့ငါမိစာကိုရွာထဲမှာရှိယောက်ျားတွေရဲ့အားနဲ့ကုံမက်ပေါ်ရောက်အောင်ကြိုးစားကြပေမဲ့အလေးချိန်မမျှတာကြောင့်အခက်တွေ့နေရပါတယ်အဲ့ဒီအချိန်ဝါတူတို့မျိုးသမီးတို့ကလိုထဲကနေပြေးထွက်လာပါတယ်သူ့ခြေလန်တနေတန်းဟာငလင်လိုဖြစ်နေပြီးအဲ့ဒီငါမိစာရှိရဲ့ချင်းဝင်ရှာလိုဖြစ်နေတဲ့တေသာပြားစီကိုခုံချလိုက်ပါတယ် အဲဒါကြောင့်ငါမိစာကလေတက်လွန်ထွက်သွားပြီးနဆိုးပန်းမိုးဆိုးအတုပေါ်ကိုတန်းတန်းမတ်မတ်ကြောက်ကနဆိုးပန်းမိုးဆိုးအတုကလည်းသူ့စိတ်နဲ့သူရှောသွားပါတယ်အဲဒီငါမိစာကလည်းဖြည်းဖြည်းချင်းပုံစံပြောင်းလာပြီးနောက်ဆုံးမှာတော့ဘာမှဒုက္ခမပေးနိုင်တဲ့လူငယ်လေးတဝက်ဖြစ်ကိုပြောင်းလဲသွားပါတယ်ကျော်သားတွေကတာဝန်မြင်တဲ့အခါငါမိစာကိုဝိုင်းသက်ဖို့လိုကြပါတယ်ထန်ဆန်းကအကြမ်းဖက်တာကိုတားဆီးပြီးပိုကောင်းတဲ့နေရာတစ်ခုရှိရလို့ကျော်သားတွေကိုပြန်ပြောလိုက်ပါတယ်သူကဒုတိယတစ်ခုကိုထုတ်လိုက်ပြီးကရာစောက်တုပ်ကိုလည်းထုတ်လိုက်ပါတယ် အဲ့ဒီငါးမိစာကိုမကောင်းဆိုးဝါးကနေကောင်းဆိုးတူအဖြစ်ပြောင်းလဲဖို့အတွက်သူ့ရဲ့ဂီတာစွမ်းရည်နဲ့တွဲဖက်ပြီးဂါရာစာအုပ်ကိုရွတ်ဖက်တဲ့အခါမှာတော့နတ်ဆိုးရောပိသက်ပါတပြိုင်တည်းရှိုးရိုးသွားကြပါတယ်။ခြံဆန်းရဲ့ရွတ်ဖက်တန်ဟာရွာသားတွေအပြင်နေပေါ်များသောအထီးကျန်သောဒီကိုလေးဖြစ်သန်းလာတဲ့မိစာကိုပါဝန်းနဲ့သွားစီပြီးဝန်းနဲ့သွားတဲ့မိစာကလည်းသူ့ကိုဒေါသနဲ့ကြည်ရိုင်းတဲ့အခါပတ်ဝန်းကျင်ကအရာအလုံးကိုလည်းဖြည့်ဆည်းပြလိုက်ပါတယ်။တကယ်တော့ဒါကဂါရာတဘိုးမဟုတ်ဘဲအသက်ကွယ်ချင်းတဘိုးသာဖြစ်နေပြီးသူ့ရွတ်ဖက်နေတဲ့ပုံစံကလည်းဂါရာတဘိုးရွတ်နေတဲ့ပုံစံမဟုတ်ဘဲအသက်ကွယ်ချင်းစုံနေတဲ့ပုံစံမျိုးသာဖြစ်နေပါတယ်။ မိစ္ဆာပေါင်းရတဲ့အထိကောင်းမွန်ပြီးချင်းဆိုနေတဲ့ထန်းဆန်းကိုမိစ္ဆာကအနေထက်မပေးခင်ပါပဲအမျိုးသမီးတဦးကမိစ္ဆာကိုဖမ်းဆုပ်ပြီးရိုက်နှက်ကနောက်ဆုံးမှာတော့မိစ္ဆာကိုမော့အိုစားတစ်ခုတည်းပိတ်အောင်လိုက်ပြီးရုတ်တရက်အဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်အဲ့ဒီအမျိုးသမီးကဒရွန်ဖြစ်ပြီးသူကလည်းနတ်ဆိုးဘက်မိုးဆိုးတွေကတဦးဖြစ်ပါတယ်အသားတွေကလည်းသူတို့ကိုအမှန်တကယ်ကရင်ရဲတဲ့သူကိုမိပြီးပွဲလမ်းတို့ဖြန့်ဝင်ခင်းတဲ့ဒရွန်ကိုပဲဆွတ်တဲ့အကုန်ပေးပြီးကျေးဇူးတင်နေကြပါတယ် တကယ်တော့အဲ့ဒီမိစ္ဆာကအထိတ်ဘွားတုန်းကအလွန်သဘောကောင်းသူဖြစ်ပြီးသူဟာရေနစ်နေတဲ့ကလေးငယ်တူကိုကဲတဲ့နေတော့မှရွာသူရွာသားတွေကသူ့ကိုတွေ့သွားကြပြီးကလေးတကူလို့ထင်တာကြောင့်တက်ပြစ်လိုက်ပြီးငါးစာကျွေးပြစ်တာကိုခံလိုက်ရပါတယ်။အဲ့ရတွေကိုလည်းသားပြန်ရှည်ခြင်းနဲ့သူ့ရဲ့အဆွဲတွေကြောင့်ယခုဘွားမှာမိစ္ဆာပြစ်လာပြီးအဲ့ဒီရွာသားတွေကိုပြန်ကလေးသားချီနေတာလည်းဖြစ်ပါတယ်။သူဟာအနောက်ရက်ကိုစံစာတော့တည်တဲ့အခါလိုက်ပါရမယ်ရှာဖို့ရင်လည်းဖြစ်ပါတယ်။ နှစန်းကသူ့မိစ္ဆာကိုမဖတ်နိုင်ခဲ့တဲ့အတွက်စိတ်ပြတ်နေပေမဲ့သူ့ရဲ့ဇေယျကတော့မကောင်းမှုကိုကောင်းတာပြပြောင်းလဲဖို့ဆိုတာဘယ်တော့မှမလွယ်ဘူးလို့ပြောလိုက်ပြီးနောက်ထပ်မိစ္ဆာတစ်ကောင်ကိုဖမ်းဖို့သူ့ကိုဈေးလွှတ်လိုက်ပါတယ်